ဒီနေ့ညနေ9နာရီလောက်ထိစောင့်မယ်ဆက်သွယ်ခဲ့ပြီအဲဒီနေ့ညနေ9နာရီလောက်လောက်ထိကိုဆက်သွယ်ပေးခြင်းမရှိဘူးဆိုရင်မိတ်တင်ကတရားစွဲတော့မှာတရားစွဲမှာ ူကြောင်းနေတဲ့အမေရိကမှာသူရောက်ခဲ့လို့ကလည်းသူမြင့်နေတာမဟုတ်ဘူးသူကြွားဝါပြီးတော့ဒီအဲ့အတူတွေကင်ပြီးတော့ဒီတာဇန်တွေကိုတာဇန်တွေကိုသူဆရာကြီးလိုလိုလှုပ်လှုပ်နေတဲ့ step by step ကတိတ်အောင်တန်းကြတယ်အားလုံးပဲမင်္ဂလာပါရှင်ဇင်လီရဲ့ YouTube channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရရှင်အခုဇင်လီတင်ဆက်ပေးမဲ့ဗီဒီယိုလေးကတော့နော်မတ်အီတင်ကိုကတမီးဆိုးကိုနော်တရားဆွဲရမယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်တမီးဆိုးကဘလောက်တောင်မှပွဲရှာပြီးတော့ attention ရှာလဲဆိုလို့ရှင်နော်မင်းသမီးမင်းသားတွေသူမပလိမ့်မှုတဲ့သူတယောက်မှမရှိတော့ဘူးနော်အခုမတ်အီတင်ကိုလည်းသူပလိမ့်တာ ာပဲเนาะဘဲမင်းသမီးကတော့ဝတ်စုံဝတ်ရင်ဘလို့ဖြစ်လို့မဘိုးကြပြုခင်ယောက်ျားဆိုလို့ရှင်လဲเนาะရုပ်ဆူးလူလေးသုံးလေးယောက်အဖေကိုယူထားလို့ဆိုပြီးသူအမျိုးမျိုးပလိန်တာเนาะအမေရိကန်မှာသူနေတုန်းကတော့ share ပလိန်တာเนาะအခုပမာပြူသူရောက်လာပြီဆိုတော့သူအခက်တွေ့ပြီရှင်သူပမာပြူရောက်တာเนาะဘသူမှလည်းသူ့ကိုမကြိုဆိုရှင်အခုဆိုလို့ရှင်เนาะမတ်အီတင်ကိုနဲ့ပွဲမှာသူ့ကိုတရားဝင်လာပြီးတော့မတောင်းမှန်ဘူးဒီလိုပဲရှောင်ပြီးတော့ထွက်ပြေးနေမယ်ဆိုလို့ရှင်เนาะသူကတရားစွဲမယ်ဆိုပြီးတော့ဒါပြောလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုဖိုင်လေးကိုအဆုံး းထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင့်ဒီနေ့ပေါ့နော်ဒီနေ့ညနေအာဒီနေ့ညနေ9နာရီလောက်ထိစောင့်မယ်ဆက်သွယ်ခဲ့ပြီအဲဒီနေ့ညနေ9နာရီလောက်လောက်ထိကိုဆက်သွယ်ပေးခြင်းမရှိဘူးဆိုရင်မိတ်တင်ကတရားဆွဲတော့မှာတရားဆွဲမှာနော်တရားဆွဲလို့ရှိရင်ဘာလဲဆိုတော့ဟိုအပြန်လန်နေအလုပ်တွေရှုပ်နေမှာဆိုလို့ကိုကမဆွဲသေးဘဲနဲ့ကိုနေနေတာပေါ့နော်အဲ့တော့တရားဆွဲတဲ့ခေါင်းစဉ်အကူသွားလိုက်တော့မယ်ပေါ့နော်အဲ့တော့ညနေ9နာရီထိစောင့်မယ် ဆက်သွယ်ခဲ့ပြီးပါ9333969ကိုဆက်သွယ်ခဲ့ပြီးပါဆက်သွယ်ပေးခြင်းမရှိဘူးဆိုရင်တော့ကိုလည်းအဲကိုမအဖြစ်ရှိလဲဆိုလဲကိုထောင်ထဲသွားနေမှာပေါ့နော်ကိုရောကိုရီးယားတော့လုံရရင်ခံရေးတယ်အဲ့တော့နော်ဟိုဇာလီတွေထက်ကြည့်လိုက်တာပေါ့ကျေးဇူးတင်ပါတယ်ရှင်သမီးဆိုးနဲ့မတ်အီတင်ကိုရဲ့ပွဲရတော့နော်အရန်ကောင်းနေပြီရှင့်မတ်အီတင်ကိုကနော်သမီးဆိုးကိုရှာတွေ့တဲ့သူကိုနော်ပတ်စံသိန်းတရာပေးမယ်ဆိုပြီးတော့ဒါစူချင်းငွေပါထုတ်ထားတာရှင့် သမီးဆိုးကသူပြောတဲ့စကားတွေကိုသူအခုမှမှားမှန်းသိနေလားမသိဘူးရှင်ပတ်ပြေးနေရဲ့ရှင်ခုကြည့်တော့မြန်မာလူမျိုးတယောက်ဖြစ်ပြီးတော့နော်အမေရိကမှာနေရဆိုပြီးတော့ဖိန်ကောင်းကြရရှင်နောက်ထပ် video file မှာဆိုလို့ရှင်လဲနော်သမီးဆိုးကိုဝေဖန်ထားတဲ့အမရဲ့ video file လေးလည်းရှိသေးရဲ့ရှင်ဒီ video file လေးကိုလည်းဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင်ကဲအားလုံးမင်္ဂလာပါအခုဆိုလို့ရှင်ဒါကဒီအေတင်ကိုကသမီးဆိုးကိုဒါဒီမနက်ဖန်ပေါ့မနက်ဖန် ၃နိုင်ရွှေဘဲမှာတွေးဖို့ချိန်ထားရတယ်ပေါ့နော်။ဒါလည်းအားလုံးသိပြီးသားဖြစ်မှာပါပေါ့နော်။ဒါပေမဲ့ကျမပြောချင်တာကဒီတမိဆိုးဆိုတဲ့မိမကို ကျမတို့တွေကသဘောမကျရတဲ့အကြောင်းရင်းကသူအမေရိကမှာနေနေတော့အချိန်တုန်းကသူအကိုသူမြန်မာပြည်ကိုဘယ်တော့မှလည်းပြန်လာစရာအကြောင်းမရှိဘူးသူကိုယ်တိုင်ကဘယ်လိုနေရတယ်ဘယ်လိုဖြစ်ဒါပေမဲ့ ဒေါ်နယ်ထွန်းရဲ့သူ့မောင်းချလိုက်တဲ့အခါကျတော့ तू မဖြစ်နိုင်တော့ဒီနိုင်ငံကိုပဲ तू ပြန်လာရတဲ့အခြေအနေမှာ तू ခွေးတော့ခွေးတော့ပေါက်ကဒိုးပြီးတော့ तू အာ तू ဟိုဘောနော်ဟိုနာမည်ကျော်ချားဖို့ तू အရန်ကိုလုံနေတဲ့အချိန်မှာသူ့ကိုဘယ်သူမှလည်းအဖက်မလုပ်တာလေလူတိုင်းသိတာပဲเนาะ ဲ့တော့ပြောချင်တာကအခုအေတင်ကိုစော်ကားခဲ့တဲ့ကိစ္စတွေမှာကျွန်မအေတင်ကိုဘက်ကပါတာလည်းမဟုတ်ဘူးဒါပေမဲ့မြန်မာပြည်ကလူတွေကိုသူကတအားနှိမ်နေချိုးနှိမ်နေပြောချင်တာပြောတယ်ပို့ဆိုပဆက်ပြောတယ်အဲ့ဒီအပြင်ကိုကျွန်မတို့မြန်မာပြည်ကိုသူကဘာခေါ်လဲဆိုတော့သူအမေရိကမှာနေတော့က तू ကနင်တို့ယွာယွာယွာဆိုပြီးသုံးတယ်ဟုတ်ကဲ့ အရှိတောင်အာရှမှာတော့မတအားတိုးတက်ခဲ့တဲ့မြန်မာပြည်ကအခုချိန်မှာဆိုတအားဆုတ်ယုတ်နေတယ်စတားဆုတ်ယုတ်နေတယ်ပြည်တွင်းမှာအလုတ်ကင်နေမကောင်းလို့နိုင်ငံခြားကိုသွားပြီးတော့ဟိုရရအလုတ်ကိုလုတ်ပြီးတော့မိဘကိုလုတ်ချွေးရတာမိသားစုတုံ့ဝန်တစ်ခါကိုရှာနေရတဲ့လူတွေတပုံကြီးရှိတယ်ဒါပေမဲ့သူအခုပြန်လာတဲ့အချိန်မှာ ။ तू อ่ะ तू อ่ะ तू မျက်နာကို तू อ่ะဟိုကလကာနဲ့ချပြီးတော့ तू ပဲမဟုတ်ခဲ့တယ်လို့ तू ပဲမလုပ်ခဲ့တယ်လို့လို့ဟိုဒါတလောကလုံးကဆယ်လီတွေကိုလည်း तू ဝိုင်းဆဲတယ် तू မကြိုက်မကြိုက်တယ်လို့ fashion ကွမ်းနာတွေရောဟိုကဘသူကဘလောင်ဘလို့မလှတာတွေကို तू ပြောချင်တိုင်းပြောခဲ့ပြီးပြီ။ဒါတွေအကုန်လုံးကိုအခုကျမတို့တွေဒီဘက်မှာပြန်ပြီးတော့ပြောနေတယ် page တွေကပြန်ပြောနေတယ်လူတွေကိုအမလေး तू အာကုတုံနဲ့ तू သွားမယ်လို့ပြောလို့မရဘူး။အခုကျမတည်တဲ့လောက်ဆိုလို့ရှိလို့ရှိရင်ဒါဒီနေ့တည်တဲ့လောက်ဆိုလို့ရှိရင်အေတင်ကိုသူဖဲ့ထားတဲ့ကိစ္စတွေမှာတော်တော်ဆိုးဆိုးဝါးဝါးတွေရှိတယ်။ အေတင်ကိုတို့ဆိုတာဒါမြန်မာပြည်မှာနေရတဲ့လူတွေအာဘာပဲပြပြောသူတို့သူတို့ဟိုသူတို့ဘိုင်စနစ်နဲ့ပဲနေနေသူတို့တွေဒီလုံခြုံမှုအတွက်သူတို့နေရဖို့ကအဓိကရှိတယ်ဒါအောင်လဲသူကအဲ့လိုမဟုတ်ဘူးအေတင်ကိုရဲ့သားလေးကလက်နဲ့မှောင်ခွန်လုံးလို့မင်းနေရဘသူတွေနဲ့ဖားလိုက်လို့ဆိုပြီးတော့သူကြောင်းတွန်းခဲ့တဲ့စကားတွေအများကြီးရှိတယ်ထိုနေ့တကောင်းမဲ့မေပကြီးကိုလည်းသူကြောင်းတွန်းခဲ့တဲ့စကားတွေအများကြီးရှိတယ်ထိုနေ့တကောင်းမဲ့ကျမတို့မြန်မာပြည်သူပြည်သားတွေလို့နင်တို့ကရွာသူရွာသားတွေဆိုပြီးတော့နှိမ်ခဲ့တာတွေအများကြီးရှိတယ် အဲ့တော့ပြောချင်တာကလူတစ်ယောက်ကစကားကိုကုံအောင်ပြောလို့ရအဲစကားကိုကုံအောင်ပြောလို့မရအောင်အစားကိုကုံအောင်စားလို့ရတယ်ကိုကဘယ်နှစ်ပဲချိန်မှာဘယ်ဘဝရောက်နေဆိုအတိနဲ့သတိနဲ့ကပ်ရတယ်လူဘဝဆိုတာအနေအမြင့်ရှိတယ်သူကြောင်းနေတဲ့အမေရိကမှာသူရောက်ခဲ့တော့ကလည်းသူမြင့်နေတာမဟုတ်ဘူးသူကြွားဝါပြီးတော့ဒီအဲ့အတုတွေကင်ပြီးတော့ဒီတာဆန်တွေကိုတာဆန်တွေကိုသူဆရာကြီးလိုလိုလုပ်ပြီးတော့သူ follower ရှာပြီးတော့သူကသူ branding တိဆောက်ပြီးတော့သူအခုချိန်မှာ Facebook ကပတ်စံရလားဘာလားတော့မသိဘူးသို့တော့သူလုပ်နေတဲ့သူလုပ်နေတဲ့ step by step ကသိအောင်တန်းကြတယ် Però proviamo, no? Proviamo, no? Di ပါလေပါလေပါလေအမေကျူကိုလည်းသူစော်ကားထားတာတွေအများကြီးပဲ LV8 ဝတ်တုံးက LV8 လွယ်လုံးကဘလို့ပုံမို့လို့မလို့စောင်းနှင်းမှာလေပကြီးဘလို့ပတ်လို့ဆိုပြီးတော့သူပြောထားတာတွေအများကြီးရှိတယ်ဘာပူမိမအောင်နော်ကျမတို့ကဘာပူကိုလုံးဝလည်းဟိုကျမတို့ကလည်းလုံးဝလည်းလက်မခံဘူးဘာမှလည်းဖြစ်ဘူးဒါပေမဲ့ကျမတို့ကအမျိုးသမီးချင်းကျမတို့မစော်ကားဘူးကျမတို့မပြောဘူးကျမတို့ကဘာပူကိုဘာပူကိုမကြိုက်ဘူးဆိုကျမတို့ကဘာပူကိုမကြိုက်မကြိုက်ဘူးပဲဒါပေမဲ့အမျိုးသမီးတယောက်ကိုကျမတို့သွားပြီးတော့ပြောတာရယ်ဆိုတာရယ်ဆဲတာရယ်မလုပ်ဘူးဒါသူကိစ္စသူဒီသူသူကသူဘလို့ပဲဝွေဝွေဘလို့ပဲဖြစ်ဒါပေမဲ့ तू ကရှင်းရှင်းပြောလို့ရှိရင် င်တို့သိလို့ရှိရင်တော့သိတယ်မလားရှက်အော်ကျမတို့သိတဲ့လောက်ကတော့ तू ကဘောအကြီးကြီးမာတယ်ဒါပေမဲ့ဘောအကြီးကြီးမာပြီးဘယ်နေရာကနေဘလို့ပချောင်ရပြီးပဆန်ရနေလဲတော့မသိဘူးအဲဒေါက်တာပြောပါလဲကျူ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 ကအစားပြောနေပြောရဲဆိုရဲတဲ့တတိရှိနေတယ်နော်ပြီးတော့ပြောချင်တာကငါနေအမေရိကမှာနေတယ်ငါသွားချင်တာငါလုတ်ချင်တာလုတ်တယ်ငါပြောချင်တာပြောတယ်တကယ်တမ်းကျတော့အမေကျော်တွေးတော်မှပြီးတော့အခုကြမှာပါဖြစ်တယ်နေပြည်တော်ကြီးကအတန်ရှင်းဆုံးအတက်ရဆုံးမြန်မာပြည်မှာဆိုဖြစ်တော့ရန်ကုန်ကိုတူတာပြောတယ်ညစ်ပတ်တယ်တဲ့ ်အရင်ညစ်ပတ်ဆုံးမျိုးတော့ဆိုပါလေသူ post တင်ထားတယ်ပြောချင်တာကိုမတက်နိုင်လို့ကိုကိုကိုဟိုဘက်တိုင်းပြည်ကလက်မခံလို့ဒီဘက်ကိုပြန်လာတယ်ဆိုလို့ရှိရင်လည်းအမချောင်နဲ့တော့ဒါပေမဲ့ ။ तू อ่ะအခုရောက်တော့လဲ तू อ่ะဟိုလိုလေးနှိမ်လိုက်နေနို့ယွာကနေနို့ယွာကယွာဟုတ်တယ်မြန်မာပြည်ယွာဖြစ်နေပြီဟုတ်ပြီ။အချိန်နေចောင်းတော့မြန်မာပြည်ယွာဖြစ်နေ तू อ่ะ तू အမေရိကကပဲပြန်လာလာဘာလဲ။ तू อ่ะအမေရိကပြန်လာပြီးတော့ဗာလဲနိုဘယ်ဆုယူလာပြီးတော့ तू อ่ะအကျိုးပေးမှလာဟို speak out လုပ်ပေးမှ तू อ่ะစောက်တင်းမဲ့လိုက်ပြောနေတာ။တလောကလုံးမှာ तू 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 စိတ်ထဲမှာဟိုဗာလဲဟိုမတိုက်ဆိုင်နိုင် तू อ่ะစောက်တင်းလိုက်ပြောတယ်ဖြဲတယ်ဆိုင်ဆိုင်မဆိုင်ဆိုင်လိုက်နှိမ်တယ်။ तू အမေရိကမှာနေနေတဲ့ဒီဟိုဗာလဲစောက်ခေါင်းချင်းချင်းလေးတွေကနေနေပြီးတော့ဟိုမြန်မာပြည်ယွာတွေကျွန်မတို့ ူနိုင်ငံခြားမှာနေနေကိုမြန်မာပြည်အခြေအနေကိုကိုရီသိတယ်ကိုရီးယားအမြဲတမ်းကိုချင်းစာပေးတယ်ဟုတ်တယ်နော်သူအမေရိကမှာနေတော့ဆိုလို့ရှင်နော်ဗမာပြူရွာရွာနဲ့ရှယ်နေတာရှင်အခုကြတော့နော်အရှက်မရှိနော်ဗမာပြူလာသည်ဗမာပြူလာတော့လေအေးအေးဆေးဆေးမနေဘူးနော်ဟိုကညပတ်လို့ဒီကညပတ်လို့နဲ့အဲဆိုလေသူနေတဲ့အမေရိကန်ပြန်နေပေါ့နော်ဘာဖြစ်လို့ဗမာပြူလာပြီးအခြေချနေသည်လဲနော်အရှက်မရှိလိုက်တာရှင်တကယ်ကိုဟိုဘယ်လိုပြောမလဲအော်အော်ဒုက္ခရောက်နေတဲ့လူတွေကိုရီးယားကိုချင်းစာပေးဘယ်တော့မှအဲ့လိုနှိမ်တာလည်းမပြောဘူးဘာမှလည်းမပြောဘူးသူအခုတာ ဒီသူပြောခဲ့တဲ့တည်းမှာခိုက်ဒီဒါပရာဟိတလို့တဲ့ခိုင်နင်းဝေလို့လက်ပါတဲ့အကုံပါလို့သူမပြောခဲ့တဲ့လူဆိုတာမရှိဘူးเนาะအဲ့လိုမျိုးအခုအာချောင်ပြီးတော့မှအခုမျက်နှာဖုံးတစ်ခါထက်ဆွတ်ပြီးတော့မှလာတဲ့မိန်းမတစ်ယောက်ကိုကျမတို့တွေလူလူတွေကမှတ်ညံကောင်းတဲ့လူတွေကသူပြောသမျှကိုမှတ်မိခဲ့တဲ့လူတွေကပြောပြတော့မှထားလိုက်ပါတော့မပြောပါနဲ့တော့ဆိုတဲ့စကားတွေကိုပြောပြမယ်ကျမတို့လူမျိုးကိုသူလာမနိုင်ရဲဘူး ကျမတို့လူမျိုးဒူလာမနေမရှင်ရင်ကျမတို့စိတ်ဆိုးရတယ်ဆိုတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်နင်တို့ကရွာဟာတွေတာဆန်တွေရွာဟာတွေတာဆန်တွေငါရောင်းတဲ့ skin care ကိုရောင်းဝင်ဝင်မဝင်နေမဝင်နိုင်လို့ရှင်ညောင်းလိုက်တော့ဆိုပြီးတော့တော့သူ့ရဲ့ဟိုဘာလဲဒီဒီသူက discount ရလို့ပဲဖြစ်ဖြစ် expire ဖြစ်လို့ပဲဖြစ်ဖြစ်မြန်မာပြည်ကိုဂျင်းထက်ပြီးရောင်းတဲ့ကိစ္စရတယ်မှာဝယ်သူနဲ့ရောင်းသူနဲ့ဂျင်းနဲ့လို့ဝယ်တာဆိုပြီးကျမတို့ပြဿနာမရှိဘူးအေးဒါပေမဲ့ ့ရွယ်သူနဲ့ရောင်းသူကနေလွဲပြီးတော့ကျမတို့ကိုလာပြီးတော့မြန်မာလူမျိုးတွေကျမမြန်မာပြည်မှာမနေဘူးဒါပေမဲ့ကျမတို့မြန်မာလူမျိုးတွေကိုနှိမ်နှိမ်ပြီးပြောတာနော်နှိမ်နှိမ်ပြီးပြောတာအခုပြောပြအောင်မယ်အေတင်ကိုနဲ့အခုမနေ့ဖန်ချိန်ထားဆိုလို့ကိစ္စမှာနေသွားပြန်အောင်သွားတမီဆိုနေသွားပြန်တော့နေမသွားလို့ရှိရင်နေရှုံးတယ်နေသွားလို့ရှိရင်နေတက်တက်ချာချာရှင်းဒါပေမဲ့ပြီးတော့ဒီတဲမှာငါတခုတော့ပြောလိုက်မယ်အေတင်ကိုနော်လုံးဝဒီကောင်မနဲ့ငိမ့်ချမ်းရေးလက်တွဲပြီးလှုပ်လာလို့ရှိရင်နေ့ကိုလည်းငါတို့ကဘလိမ့်မယ် အဲ့ဒါတော့နေသိအောင်လုပ်လူဆိုတာအမှတ်ရှိရတယ်ကိုသားသမီးထောင်ထဲမှာရောက်နေတဲ့သားသမီးကိုနေနဲ့နေ post တင်ထားသလိုနေနဲ့လည်းအညိုးမရှိဘဲနဲ့သူနဲ့လည်းအညိုးမရှိဘဲနဲ့နှစ်သားလေးကို तू ပြောထားဆိုထားတယ်နေခွင့်လို့ဆရာအကြောင်းမရှိဘူးလောကမှာအမှန်တရားကိုပြောမယ်ငါမိခင်တယောက်စိတ်တက်နေပဲနင့်ကိုပြောပြတာကြံတာတွေငါ့အတွက်ဘာမှမရှိဘူးအဲ့တော့ပြောချင်တာအေးတင်ကိုသွားပြီးတော့မှလက်ဆွဲနှုတ်ဆက်ပြီးပြတော့နင်းကပြောရမလားလာခဲ့ကြိုက်သလောက်အဲ့ခံမယ်ပြောဒီကောင်မှ free ကုန်းစင်းလို့ရှိရင် तू လာမှာပဲဒါပေမဲ့ तू လာရဲဖို့တော့လိုတယ် เนาะသူလာရဲပါအဲ့ဒါပြီးတော့မှကျမတို့ကဟိုဟာဖြစ်သွားပြီဆိုပြီးတော့ကျမတို့ကလက်တွဲပြီးတော့အဆင်ပြေသွားပါဆိုပြီးလာမလုံးနဲ့เนาะအဲ့ဒါလာလို့လို့ရှိရင်နို့နဲ့နေနဲ့နောက်ထပ်ပြည်သူတွေနဲ့ထောက်ဖက်ပြတ်တာတက်မယ်။အေးတင်တော့အေးတင်ကိုတမီးစိုးကိုတမီးစိုးကိုချင်နေတဲ့လူတွေအကုန်လုံးနေ့ကိုပါထတ်ချင်မှာနေ့ကိုထတ်ချင် double ချင်မှာအဲ့တော့ပြက်ပြက်သားသားလုပ်နော်ငါတို့ပြောချင်တာကနောက်ထပ်သူ့ရှီရဂရီခံဝင်ချက်တောင်းငါမြန်မာပြည်မှာနေမယ်ဆိုဘလို့နေရလဲထိုင်ရလဲသူမလာလို့ရှိရင်သတင်းစာရှင်းလင်းမွေးလောက်လိုက် နင့်ကိုနင့်နဲ့နင်နဲ့နင်နဲ့နင့်သားကိုနင့်ကိုပြောထားတာလေနင်ကစီးပွားရှာတာလည်းကောင်းတယ်နင်ကဟိုကလောက်တာလည်းကောင်းတယ်ဒီကပဲဒါပေမဲ့နင်ကနင်ကလင်တာယူနေတာမှပြက်နေတာဆိုဆိုပြီးတော့တက်တော်မှာဝိုင်းဆော့ထားကြတာလေနင်ကလင်တာယူတာပြီးတော့နင့်ကိုပြောတယ်လေအေးတင်ကိုရဲ့နင့်ကိုပြောထားတဲ့စကားရှိရယ်လေနင်ကပါလဲနင်ရဲ့တူသူ့နင့်ကိုပါလဲရောင်နင်ကနင်ကအမြဲတမ်းလင်ကံမကောင်းတဲ့ကောင်မဆိုပြီးနင့်ကိုပြောထားတာရှိရယ်တကယ်လင်ကချစ်လို့ရှိရင်သူ့လိုမျိုးသူ့ကိုသူ့လိုမျိုးမင်းသိန်းလိုမျိုးပေါ့နော်သူ့ကိုလာပြီးတော့ချစ်လို့ယူမယ်လို့ပြဟဲ့မင်းသိန်းဆိုတာလေမင်းသိန်းဆိုတာသူသူသူ ူသူသူသူစနိုက်ကြော်ခဲ့တဲ့ကောင်ပဲဒါပေမဲ့အဲ့ဒါကိုဘလောင်းပလက်လုပ်ပြီးနင့်ကိုပြောသွားတဲ့စကားလေးကိုလုံးနင်းစင်းစားနင်းဒီစင်ငယ်မသားဖြစ်တယ်နင့်အနေအပြုတ်ဖြစ်လို့ဘလောင်းဘသူနဲ့ပဲတွတ်တွတ်မတွတ်တဲ့ငါတို့စိတ်ဝင်စားအောင်ဒါပေမဲ့နင်းနင်းအနေနဲ့တော့ကာကွယ်ပေးရမှာဒီမြန်မာလူမျိုးတွေကိုသူကသူ့မျက်လုံးမှာနှိမ်စရာတခုလို့မြင်ပြီးတော့မှအသူခွင့်ရေးရလဲငါတို့မြန်မာလူမျိုးတွေနှိမ်နေနှိမ်နေပြောနေဆိုနေတာတော့ငါတို့ကမကျေနပ်လို့ပြောတာနော်အဲ့လိုပြောချင်တာကနေမနေ့ကသွားတွေ့မယ်ဆိုလို့ရှိရင်နေပြက်ပြက်သားသားလုံး နေပြက်ပြက်သားသားလုံးပြက်ပြက်သားသားလုံးဒီကောင်ကလာလို့ရှိရင်ပြက်ပြက်သားသားလုံးမလာလို့ရှိလို့ရှိရင်နေတဲ့င်းစာရှင်းမွေးလုံးရှင်းလင်းမွေးလုံးဒါပဲငါတို့ကတော့ရှင်းရှင်းပဲငါတို့ကရှင်းရှင်းပဲ အမေအမေကမျိုးအမေအမေကဆင်းရဲလို့တာသမီးကချမ်းသာသွားလဲနင်တို့ဆောင်မျိုးကငငယ်တုန်းကဆင်းရဲလာတဲ့ဟာဆိုပြီးတော့စောက်ထင်မကြည့်ဘူးဆိုတော့လုတ်တဲ့တည်းမှာမပါဘူးငါတို့တည်တည်အခုချိန်မှာမျက်စိပွင့်နားပွင့်ဖြစ်နေတဲ့အချိန်မှာငါတို့တည်တည်တိတအူးနဲ့တအူးကွန့်ကြုံကိုင်းမီကိုင်းကျွမီလုတ်တင်လုတ်ရမယ်နင်တို့လိုမြန်မာပြည်မှာလူမျိုးနေနေကိုမြန်မာပြည်မှာနေလို့ဆိုပြီးတော့နေကိုကြောက်ချပြီးတော့နင်သားလက်နဲ့စပွဲစားလုတ်ပါတယ်ဘာညာဆိုပြီးတော့နေကိုကြောက်ချသွားတဲ့ကိစ္စတွေနေမင်းချင်းမင်းမင်းငါတို့ကမမေ့ဘူးအဲ့ဒါမှနေကိုပြောလိုက်လို့ငါတို့ကနာနေရမှာမဟုတ်ဘူးနော်အေးတင်ကိုဒါပေမဲ့ငါတို့နာတာဘာလဲဆိုတော့ မြေမှာပြောရလူလူယွာသားတွေနင်တို့ယွာလေနင်တို့ယွာလေပြောဒီကောင်မဘဲမှာဘဲမှာအချင်းဖြတ်ပြီးတော့ဘဲရဘဲရရှည်ကိုတောက်ပြီးတော့ဘဲရမြေမှာကြီးလာတာတော့ချီချီချီဆန်လက်ဆန်တွေကိုလည်းကြီးလိုက်ပါဦးအညို့အမဲတွေနဲ့ ပါလေဟို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 လမ်းဘေးမှာကြီးလမ်းဘေးမှာစားလာလေအရေးချင်းနဲ့မြန်မာပြည်ကသူအမေရိကန်ကိုရောက်သွားပါလေဆိုပြီးတော့မြန်မာလူမျိုးတွေကိုနှိမ့်တာဒါတွေရဲ့တဘာဝမကြောက်ဘူးငါတို့တွေဆိုနိုင်ငံခြားမှာနေတာနေတာအနှစ်20ကျော်ပြီဒါပေမဲ့မြန်မာပြည်ကလူမျိုးတွေရဲ့ဒုက္ခနဲ့ဒုက္ခနဲ့စေတနာကိုငါတို့ကဒုက္ခနဲ့ဒုက္ခကိုငါတို့နားလေတယ်နားလေတဲ့ကြောင့်ဘယ်တော့မှနှိမ်ချင်းမရှိဘူးပြောခွင့်မရှိဘူးအဲ့တော့မနေ့ဖက်နေသွားတွေ့ပြီးတော့နင်တို့ဒရမာခွင့်လို့ရှိရင်ဒရမာခင်းပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အဲ့လိုဖြစ်လာလို့တော့ငါတို့အကျိုးအဆုံးမဆုံးနဲ့အဲ့ဒါပဲကျေးဇူးပါ ဒီမတော့လုံးဝမကျင့်တော့အားနဲ့မနဲ့ပြောနေရရှင်သမီးစုကလည်းပြောလို့ဆရာပဲเนาะသူအမေရိကန်မှာနေတော့ဗမာပြည်ကသူတွေကိုမသိရင်ပဲခွတ်ဆွဲပြီးတော့တောင်းစားနေတဲ့တောင်းစားရင်ကြာနေရပဲเนาะအစင်တန်းမရှိအောင်လို့သူတို့ကပြောထားတာရှင်အခုတော့အရှမ်းမရှိဗမာပြည်ကိုသူမလို့ပြန်လာရဲ့တည်ရဲ့เนาะ ူမျက်နှာယူအမေရိကမှာများထားခဲ့လားမသိဘူးနော်မျက်နှာမပူလားမသိဘူးရှင်သူ့အစားကိုရီးယားတော့ရှက်လိုက်တာရှင်ခလန်ရနော်အမေရိကအမေရိကနဲ့နော်အခုတော့လဲပမာပြီးပြန်လာပြီးရှောက်ပြီးနေရဘောကအဲ့ဒါကိုသူကပလိန်ကျင်သေးရနော်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်နော်